ရခိုင်ကတောင်သူတွေအနေနဲ့စားနပ်ရိက္ခာဖူလုံရေးနဲ့ပြည်ပနိုင်ငံကိုစန်စပါတင်ပို့နိုင်ရတဲ့အတွက်စွန့်ပြက်လေယာမြေတွေကိုအင်တိုက်အားတိုင်းနဲ့ပြန်လည်ဥမော်လာအောင် လုပ်ကင်ကြဖို့လိုအပ်တယ်လို့ရခိုင်ပြည်အတွင်းကစိုက်ပျိုးရေးလုပ်ငန်းကို ပြန်လည်လုပ်ကင်လာနေကြတဲ့ဒေသခံတွေကပြောပါတယ်၂022ခုနှစ်ရခိုင်တောင်သူလေသမားတမကရဲ့စီးရင်တွေအရရခိုင်တပြည်လုံးမှာစပားဆိုင်အေက73သိန်းခွဲကျော်ရှိပြီးအဲ့ဒီထဲကလေအေက73သိန်းကျော်လောက်ကိုသာ စိုက်ပျိုးမြေအဖြစ်အသုံးပြုကာကြံတဲ့လေကလေးသိန်းကျော်ကိုတော့စွန့်ပစ်ထားတဲ့လေယာမြေတွေအဖြစ် ထားရှိကြရတယ်လို့သိရပါတယ်။လက်ရှိမှာအဲ့ဒီစွန့်ပစ်ထားတဲ့မြေတွေကိုရခိုင်ကတောင်သူတွေအနေနဲ့လေယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာပြန်လည်အသုံးပြုပြီးတော့ဒေသအတွင်းမှာစာနာရိတ်ခါဖူလုံရေးနဲ့ပြည်ပနိုင်ငံတွေကိုစန်စပါးနဲ့တခြားရာသီအလိုက်ထွက်တဲ့တင်းနံတွေတင်ပို့နိုင်တဲ့အထိရောက်ရှိလာအောင်စိုက်ပျိုးရေးလုပ်ငန်းတွေကိုလှုံ့ဆော်ကြရမှာဖြစ်တယ်လို့ မင်းများမြို့နယ်ဖုံသာချောင်းအနီးကကြေးရွာတွေရွာဖြစ်တဲ့ကြေးမာကြီးကြေးရွာကဒေသခံစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကန့်နေသူတူကဆိုပါတယ်။အရင်နှုန်းကရခိုင်ဒေသမှာရှိတဲ့တောင်သူတွေဟာလေယာလုပ်ငန်းကိုလုပ်ကန့်တဲ့နေရာတွေမှာအရှုံးတွေနဲ့ဇက်တိုက်ရင်ဆိုင်လာရတာကြောင့်လေယာလုပ်ငန်းလုပ်ကန့်တာတွေကိုစွန့်ပစ်ကာတခြားလုပ်ငန်းတွေကိုလုပ်ကန့်ကြတာပုံများလာခဲ့ကြရတယ်လို့ဆိုပါတယ်။လက်ရှိရခိုင်မှာလည်းနိုင်ငံရေးအခြေအနေတရက်ပြောင်းလဲချိန်မှာတော့ ောင်သူတွေအတော့အရင်ကလိုအရှုံးတွေနဲ့ရင်ဆိုင်ရတာမျိုးမဟုတ်ပဲအရင်ကထက်ကောင်းတဲ့အကျိုးရလဒ်တချို့ကိုရရှိလာနိုင်မယ်ဆိုတာကိုမျှော်လင့်မိတယ်လို့လည်းဆိုပါရတယ်။အဲဒါကြောင့်စွန့်ပစ်လဲရမျိုးတွေကိုတောင်သူတွေအနေနဲ့ပြန်လည်လုပ်ကင်ဖို့လိုအပ်လာပြီးဒေသအတွင်းမှာတီးနှံထွက်နှုံကောင်းလာတာနဲ့အမျှပြည်ပနိုင်ငံတွေကိုတင်ပို့တဲ့နေရာမှာလည်းအဆင်ပြေမှာဖြစ်တယ်လို့အဲ့လိုတင်ပို့နိုင်မှလည်းတောင်သူလယ်သမားတွေအတော့အရင်ထက်ကောင်းတဲ့အကျိုးရလဒ်တွေကိုပိုခံစားလာကြမှာဖြစ်တယ်လို့ဆိုပါရတယ်။ လက်ရှိမှာတော့ရခိုင်လွတ်မြောက်နယ်မြေတွေကဒေသခံပြည်သူတွေဟာလေယာဉ်စိုက်ပျိုးရေးလုပ်ငန်းတွေကိုပြန်လည်လုပ်ကင်လာသူတွေများလာပေမဲ့တခြားနေရာတွေကိုတင်ပို့နိုင်လောက်တဲ့အထိကုန်စည်ထွက်နှုန်းမရှိသေးတဲ့အတွက်အရင်အတိုင်းစိုက်ရှုံးဘွားတွေနဲ့ရင်ဆိုင်နေကြရဆဲဖြစ်တယ်လို့မြောက်ဦးမြို့နယ်အတွင်းကຫນွေတီးနှံစိုက်ခင်းစိုက်ပျိုးသူတွေကဆိုကြပါဗါးအဲ့လိုအရှုံးနဲ့ရင်ဆိုင်နေရတာကလည်းလက်ရှိထွက်နေတဲ့တီးနှံထွက်နှုန်းဟာ တီဘာနိုင်ငံတွေကိုတင်ပို့နိုင်လောက်တဲ့အနေအထားထိထွက်နှုံးမရှိတာကြောင့်ဈေးကွက်ပြောက်ကာအရှုံးတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပြီးတောင်သူတွေစုပေါင်းစိုက်ပျိုးအားနဲ့တီဘာနိုင်ငံကိုတင်ပို့နိုင်တဲ့အထိသေးနံထွက်နှုံးကောင်းလာအောင်လှုပ်ဆောင်ဖို့လိုအပ်တယ်လို့သူကပြောပါတယ်ဒီလိုလှုပ်ဆောင်မှလည်းအရင်ခေတ်အဆက်ဆက်ကနှိတ်ကြနေတဲ့တောင်သူတွေရဲ့ဘဝဟာတပံဥမော်လာမှာဖြစ်တယ်လို့လည်းဆိုပါတယ်ဒါအပြင်တစ်ဖက်မှာလည်းတောင်သူတွေအတွက်စိုက်ပျိုးရေးလုပ်ငန်းမှာအသုံးပြုနိုင်မဲ့ဤပညာပိုင်းဆိုင်ရာတွေကို တာဝန်ရှိသူတွေကပို့ချတင် जा ပေးတာဖွန်နှုံးကောင်းတဲ့ဆန်စပါးနဲ့နိုင်ငံတကာကိုထိုးဖောက်ဝင်ရောက်အောင်ရောင်းချနိုင်မဲ့မျိုးကောင်းမျိုးတန်တွေကိုဖြန့်မျိုးရောင်းချပေးတာတွေကိုလည်းလှုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့သူကအကြံပြုပြောဆိုထားပါသေးတယ်။လက်ရှိမှာတော့အာရောခတတော်ဟာရခိုင်ကမြို့နယ်18မြို့နယ်ရှိတဲ့အထက်ကမြို့နယ်14ခုကိုအပြစ်တက်တင်ခိုက်ထားပြီးတိမ့်ပိုက်ရရှိထားတဲ့မြို့နယ်တွေမှာဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြည်လည်ဖြောင်းရေးလုပ်ငန်းတွေကိုစတင်လှုပ်ဆောင်မှုတွေလည်းရှိနေပြီဖြစ်ပါတယ်ခင်ဗျာ။